မြန်မာနိုင်ငံမှာလျှက်စစ်မီတာကတွေမြင့်တက်လာနေပေမဲ့လည်းဘလို့အနေထားမျိုးကိုဘလို့နှုံးတာတိုးမြင့်ကောက်ခံနေသလဲဆိုတော့ကိုလျှက်စစ်ဝန်ကြီးဌာနကပွင့်လင်းမြင်သာမှုရှိရှိနဲ့ပြည်သူလူထုကိုအတိပေးချပြဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အများပြည်သူကထောက်ပြကြပါတယ်။လျှက်စစ်မီတာကနှုံးတာတွေတိုးမြင့်လာတာကြောင့်အခြေခံလူဒန်းစားတွေအပါအဝင်လုပ်ငန်းရှင်တွေဟာလူနေမှုကုန်ကျစရိတ်နဲ့လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တွေမြင့်တက်လာမှုတန်ကိုကြုံတွေ့လာရကြတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံကစီးနိုင်တဲ့တင်ဌာနကိုပြောပါတယ်။ ပထမဆုံးဒီ news media နဲ့ပတ်သက်လို့ပြောမယ်ဆိုလို့ရှိရင်အဲကိုရောနိုင်ငံမှာပေးနေတဲ့ news feed ကကြတော့မိသားစုခုနဲ့အစိုးရဖြန့်ပေးတယ်ဗောနော်ပထမဆုံးရေအားလေးရစီရေဒီတဘာဝတန်းငွေရနေဒီမောင်းနဲ့တနေရေကြောက်ပြီးသေးဗောနော်ဒီသုံးမျိုးကနေရတယ်ဒါလုံးရနေတာလုံးရေအားလေးရစီကနေရတယ်သူအဲ့ဒီရတဲ့ news feed ကမြန်မာနိုင်ငံရဲ့ဒီသုံးဆွဲခုနဲ့ရှင်နေဆိုလို့ရှိရင်သူက 没事干了嘛？这个事，哎 <noise> 呦，我那外面那点，他那个，他讲我们那点地地窑，那个地没有土没有，那压根没有来开地皮的，那土全部被压被埋了呀。也是骗外地人去的，我们老辈的也是没干啥的，我们老的把人家被流走了的时候啊，我们老辈的嘛。 ဟိုတိတိကျကျမသိနိုင်သေးဘူးပုံမှန်တော့အိမ်နေမှာတော့ဒီဝက်စနီကဘီတက်လာတယ်အာကိုတို့လည်းကြားရတယ်ဆိုတော့ဒါကြောင့်တိုးသွားတယ်ဘယ်တော့တိုးောက်တယ်ဆိုပြီးတော့ထုတ်ပြန်လာတာမျိုးမရှိသေးဘူးပေါ့နော်တတ်မှတ်ချက်မျိုးမတွေ့ရသေးဘူးဆိုတဲ့အခါကျတော့ပောက်ခံမှုစနစ်တစ်ခုအဲလိုပြောင်းလဲသွားတယ်ပေါ့နော်ဆိုတော့မိသားစုတွေတိုးနေတယ်ဆိုတာကိုတော့ကြားတယ်ဒါပေမဲ့ဘလူအပိုင်းကြောင့်တိုးသွားတယ်အရင်တော့လူမျိုးပေါ့နော်ယူနစ်တရာပြောင်းသွားလို့ရှိရင်တိုးောက်တာမျိုးပါတယ်ယူနစ်90ကျော်ရုံနဲ့ပုံမှန်တိုးောက်နေသလားပေါ့ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့လည်းဒီကိစ္စကိုတရင်ထုတ်ပြန်ပေးဖို့လိုအပ်တယ် 基本我不问的呢，那不都没有叫租他了，吃的什么租人，什么租话，租的叫我了，咱没租什么人家租的，家没租他话了吃的是吧？没有，你这家家我平时这两个钱木录啊，就跟着几路旮旯花的。 ခြေကလေးဝဲသားတွေနဲ့ခက်ခဲတဲ့ခြေမျိုးမှာတိုးပြီးပေးရတယ်ဆိုရင်ပြည်သူတွေအတွက်တော့ခက်ခဲဖြစ်တာလည်းနဲ့လျှက်စီဝင်ကြီးဌာနကလျှက်စီမီတာကတွေကိုအိမ်သုံးအမျိုးအစားအတွက်ဓာတ်အားကတယူနစ်မှာ90ယူနစ်အထိ50ကျပ်51ယူနစ်မှာ100ယူနစ်အထိ100ကျပ်101ယူနစ်မှာ200ယူနစ်အထိ150ကျပ်201ယူနစ်နဲ့အထက်ကို300ကျပ်တိုးမြင့်တက်မှတ်လိုက်ကြောင်း2024ခုနှစ်အောက်တိုဘာ30ရက်ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်လုပ်ငန်းသုံးအမျိုးအစားတွေအတွက်ကိုတယူနစ်မှာ9000ယူနစ်အထိ ထိ250ကျပ်9001ယူနစ်မှ2000ယူနစ်အထိ400ကျပ်2001ယူနစ်နဲ့အထက်900ကျပ်တိုးမြင့်ကောက်ခံမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာစီးပွားရေးအခြေအနေစိုးနေခြင်းဖြစ်ပြီးလျှက်စစ်မီတာကနှုန်းတွေတိုးမြင့်ကောက်ခံလာမှုကမဖြစ်သင့်ကြောင်းစီးပွားရေးလေလံသုံးသပ်သူဦးထေအောင်ကြီးကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်ဒီအဖြစ်ဒီစီးပါက private hospital public ဘုရားကကိုဗစ်ရိုးစားခေါ်ကြနားလည်မှာရမှာဥပမာဘီအိုဘို 2BS ပါစပါတူရဲ့ ီစီရက်ဒီလိုမရတဲ့လုပ်တွေပေါ့အဲ့ဒါမျိုးသားပြောလို့ရပါဘူးအရင်ကြီးကမှစီဝါကြီးပေါင်းချင်မကောင်းတဲ့ကတည်းကကိုကိုလူလူရဲကအားလုံးပါပဲနောက်တစ်ခါဝေရမရီကအများကြီးပဲပေါ့ဒီအခြေအနေမျိုးမှာကျတော့ဒေါ်လေးခက်တာပေါ့ရေးသက်ရုံးကံပေါ့ကလေဒီ production လုပ်ငန်းကြီးကျတော့ပိုတိတာတာပေါ့တရားတာပေါ့ဒါဘုန်းကြီးဆိုလေဒါအဲ့ဒီကတော့ဘာဝတ် AI ဖြစ်နေကြတော့နိုင်ငံမှာပြန်ရတာပေါ့ပြောရတဲ့ပြရတော့ဒီ UI အခြေအနေသိမကောင်းတဲ့အချိန်မှာ နောက်လူတော်ဖို့ဆိုရောသွားနေတာပေါ့မြန်မာနိုင်ငံမှာလျှက်စစ်မီးကိုတနိုင်ငံလုံးအတိုင်းအတာနဲ့မပေးနိုင်သေးကြောင်းရန်ကုန်မန္တလေးမြို့ကြီးတွေမှာတရက်ကို၄နာရီလား၄နာရီပြည့်စနစ်နဲ့အလဲကျပေးနေကြောင်းသိရပါဗျ။လက်ရှိမှာလျှက်စစ်မီတာကနှုန်းတွေဟာထက်ဝက်လောက်မြင့်တက်လာနေကြောင်းအရင်ကမီတာက၄000ကျပ်သာကျပေမဲ့လက်ရှိမှာတော့၈000ကျပ်အထိဈေးဆောင်ရမှုတွေဖြစ်လာနေတယ်လို့အင်ရှင်မတူကပြောပါဗျ။